ကချင်လွတ်လပ်ရေးတပ်မတော် KIA အနေနဲ့စကိုင်းတိုင်းကိုသိမ်းပိုက်ရယူနိုင်တာအပြင်တခြားဘလို့မဟာပြူဟာတွေရှိသေးလဲဆိုတဲ့အပေါ်စစ်ရင်းနဲ့နိုင်ငံရေးကိစ္စတွေကြားသုံးသပ်မှုတွေရှိနေကြပါတယ်။လက်ရှိမှာ KIA ဟာရှမ်းပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးတို့အထိအင်အားတိစောက်ပြီးလှုပ်ရှားလာခဲ့ရာအင်အားကြီးတရင်သားလက်နက်ကိုင်အဖွဲ့အစည်းအဖြစ်ရပ်တည်လျက်ရှိတာပါ။လက်တလုံးမှာတော့စကိုင်းတိုင်းဒေသကြီးအတွင်းရှိဗမောက်ပင်လယ်ဘူးအင်းတော်ရွှေပြည်အေးကမ်ပတ်စတဲ့မြို့နယ်တွေကို KIAPDF ကထင်းကျုပ်ထားပြီးအဲဒီကတစဉ် Homeland ကတာဖောင်းပြင်ထိချိုက်ကောလင်းစားရဲမျိုးတွေကိုဆက်လက်တိုက်ခိုက်နိုင်တဲ့အခင်းကျင်းမှာရှိနေပါတယ်။ Homeland မျိုးကိုထင်းကျုပ်နိုင်ပါက KIA ဟာစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတစ်ချောလုံးကိုထင်းကျုပ်သွားနိုင်မှာဖြစ်တယ်လို့ကတာမျိုးကိုထင်းကျုပ်နိုင်ပါကကောလင်းထိချိုက်ကမ်ဘလူကိုထင်းကျုပ်နိုင်ရေးကြိုးပမ်းလာနိုင်တယ်လို့စီရင်တဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ်။ KIA ဟာစကိုင်းတိုင်းအဆင့်လောက်နဲ့ရက်တက်မသွားနိုင်ဘဲ ချင်းနဲ့ရခိုင်တို့ကနေတဆင်အိန္ဒိယနိုင်ငံသားမကအနောက်နိုင်ငံတို့နဲ့ပါကုန်သွယ်ရေးဆက်သွယ်ရေးတွေအထိလှုပ်ဆောင်နိုင်တယ်လို့ငင်းကြိမ်လုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကစီအန်အန်သတင်းဌာနကိုပြောပါတယ်သူကဒီလိုင်းတိုင်းကိုထိနေတဆင်ဒီဟိုအနယ်လေးပုံနီးတော့ပေါ့ဗျာတစ်ဖက်ကလည်းအိန္ဒိယနဲ့ပုံနီးတော့ပေါ့နော်အိန္ဒိယနဲ့နီးမပေါ်နီးရုံနဲ့မကဘူးဇကိုင်းတန်းကနေတဆင့်ချင်းကနေတဆင့် ရခိုင်ကနေတက်ဆင်ဒီအာနိုင်ငံကောင်နဲ့အာကုံကုံတို့မာယောအာဒီနိုင်ငံကြဆက်တွေမှာဒီမာယောသူသူ့အတွက်ကောင်းသွားနိုင်တော့ဗျာသူလည်းကုံတွင်ကုံတွင်ပိုက်အာကုံတွင်မှာကြက်ပိတ်မိနေတဲ့ပြည်နယ်တစ်ခုပဲနော်ရှမ်းလိုပဲပေါ့နော်အဲ့ဒါအဲ့ဒါအကြောင်းလို့သူတို့ ဒီသခိုင်းတိုင်းလောက်နဲ့ပဲသူပြီးမယ်လို့မထင်ပါဘူးနော်သူဆက်ပြတော့မှဟိုဆက်သိမ်းမယ်လို့မဆိုဘူးပေါ့နော်ဒါပေမဲ့ဆက်ပြတော့မှဆက်ဆံရေးအဆင်ပြေအောင်ပေါ်သာရှလမုန်နိုင်အောင်တော့ကြိုးစားလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ် CIA ကသူကတွန်းကျင်တာကနိုင်ငံရေးကိစ္စမှာသူသူက ဟိုဒရီရှိရှိနဲ့ယူယူလုပ်ယူနေမှာကောတန်တမာကြီးအာမလဲသူကကျွန်တော်တို့အများအဖြစ်တဲ့သူကကျွန်းကျင်တယ်လို့ပြောလို့ရမှာပေါ့ဗျာနော်အဲ့ဒါကြောင့်မလို့ဒီနန်တန်တမာကြီးမှကျွန်းကျင်တယ်ဆိုလို့ရှိရင်သူကတစ်ဖက်ကဒီကူလေဆက်ဆံရေးမှာသူကဆက်လက်ထင်းသိမ်းထားပြီးတော့မှအိန္ဒိယရောအမေရိကန်တို့ဒီပြည်နိုင်ငံတွေနဲ့လည်းသူက ဆက်လက်ပြမဆက်သွင်းနိုင်တယ်ဆိုရင်သူ့ရဲ့အခြေအနေကလည်းကောင်းနိုင်တာပေါ့ဗျာကျွန်တော်တို့ဆိုလို့ရှိရင်အာကချင်းကိုဟိုမနာလိုဖြစ်နေစားကျွန်တော်တို့ကအားကျပြမသူ့ဒီသူ့ဟန်ကတော့ကျွန်တော်တို့အတုခိုးဖို့တင်ပါတယ် KIA ဟာကချင်းပြည်နယ်နဲ့ထိစပ်နေတဲ့စကိုင်းတိုင်းဒေသကြီးထဲကတော်လိုင်းအင်အားစုတွေကိုစစ်တင်တန်းပေးတာလက်နက်တပ်ဆင်ပေးတာလိုအပ်တဲ့လက်နက်ခေရံတွေထောက်ပံ့ပေးတာတို့လုပ်ဆောင်ပြီး ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးအတွင်းတိုက်ပွဲတွေပေါ်ဆောင်ပြီးမြို့တွေသိမ်းပိုက်ထိန်းချုပ်ရရှိနေပါတယ်။ KIA ဟာမြန်မာတပ်မတော်က2021ခုနှစ်ဖေဖော်ဝါရီလမှာ NLD အစိုးရကိုဖျောက်ချလိုက်တာကြောင့်ပြောင်းလဲလာတဲ့နိုင်ငံရေးအခင်းချင်းကြီးတဲ့မှာအင်အားကိုပုံမှန်ကြီးထွားအောင်တည်ဆောက်နိုင်ခဲ့တယ်လို့ထိန်းချုပ်နယ်မြေတွေလည်းကျေပြန့်လာခဲ့ပါတယ်။စကိုင်းတိုင်းဒေသကြီးအတွင်းမှာအိန္ဒိယနယ်စပ်ထွက်ပေါက်နှစ်ပေါက်ရှိပြီးတစ်ပေါက်ကတော့တမူးမိုရီဖြစ်ကကျန်တစ်ပေါက်ဟာပန်ဆောင်နာဂဒေသထွက်ပေါက်ဖြစ်ပါတယ်။ ဲ့ဒီထွက်ပေါက်နှစ်ပေါက်အနက်တမူးမိုရီနေဆက်ထွက်ပေါက်ရရှိရေးအတွက်ကူကီ PDF တို့ကိုလက်နက်ခေရန်ထောက်ပံ့ပေးပြီးအကောင့်ထဲပေါနေသလိုပန်ဆောင်နာဂဒေတာထွက်ပေါက်ကိုတော့ NSCN KYA နဲ့ NSCN KAN အဖွဲ့ကိုစီယုံချင်းနီးလက်နဲ့၎င်းအရှိနာကအမျိုးသားများကောက်ွယ်ရစ်တက်မတော်ကိုလက်နက်ခေရန်ထောက်ပံ့ပေးခြင်းနဲ့၎င်းအကောင့်ထဲပေါ်ရရှိပါတယ်။တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့2008အခြေခံဥပဒေကပေးထားတဲ့နေမြေဒေသထက်ကျော်လွန်သိမ့်ပိုက်ပြီး ိမိကိုယ်ပိုင်ဒေတာအဖြစ်လှုပ်ဆောင်လာမယ်ဆိုတာက TNL ကြုံရတယ်လို့အချင်းချင်းတွေးကြွေးတာတွေဖြစ်လာနိုင်တယ်လို့နိုင်ငံရေးလှိလာသုံးသက်သူတဦးကစီရင်နိုင်တဲ့ဌာနကိုပြောပါတယ်။ဒီဂျိုင်းနာတဲ့နိုင်ငံအဖွဲ့အစည်းတွေကအဲ့လိုနည်းနည်းလေးသိပြီးရတဲ့အခါကျတော့အဲ့ဒီနည်းနည်းသူတို့ဒေတာသူတို့ဟိုဟာပေါ့နော်ဒီသူတို့ပြင်နေဆိုပြီးတော့အဲ့ဒါလိုပိတ်ပိုက်နေဆိုလို့ရှိရင်ပိတ်ပိုက်နေအဲ့ဒီပုံစံမျိုးလက်တွေ့ကျင်းသုံးလာမယ်ဆိုရင်ကျွန်တော်တို့ ဟိုပြီးခဲ့တဲ့ကာလကကြီးရနေလို့ပြင်သွားတဲ့ဟာမျိုးပေါ့အချင်းချင်းပြေးကွဲလာလို့ဖြစ်လာနေတာပေါ့တော့အမှားဒီဟာတွေကအာဒီအခြေခံဥပဒေ2008အခြေခံဥပဒေမှာလည်းတမတ်ထားတယ်ယူရအားဖြင့်ယူရအားဖြင့်ဒီမနိုင်ငံကအတိုင်းလာပြည်ပြည်အများကြီးပါလေအဲဒီဒေတာဒီဒေတာဆိုပြီးတော့ခြေရာဥရသတ်မှတ်ထားတဲ့နေနိမိတ်တွေအတိုင်းအဲဘလောင်ဟိုကဘလောင်အဲ ပူပန်ဒေသပလောင်ဒေသဟလာတရားရဲကချင်းဒေသတချင်းပြည်နယ်သာတဲ့လက်ခံထားပြီးသားဖြစ်တော်မူဖြစ်တော်သူတို့ကသူတို့ကအဲ့ဒီတဲမှာနေနေတွေသိမ့်ပါရရှိတဲလို့ရှိနေတယ်အဲသူတို့ PNL တွေမှာခဲ့တဲ့အမှန်မျိုးကျွလုံလို့ရှိနေအချင်းချင်းတိတိကျကျပြီးပြင်ထန်လာပြန်ပြီးတော့ပြင်ထန်လာနိုင်တာပေါ့သူတို့ဆိုတော့သူတို့ကကြတော့အဲဒီညောင်သုံးွက်ညောင်သုံးွက် ကအဲ EA EML MND တွေကဖက်ဒရယ်စနစ်ကိုသူတို့မပြောဘူးဖက်ဒရယ်စနစ်ကိုမပြောဘူးသူတို့ဒီကသူတို့အခုဒီဘိမ့်ပိုက်ဒီအုတ်ထုတ်အုတ်ထုတ်ခွင့်ရလို့ရှိရင်သူတို့ဝါနေလို့သူတို့ကဝါနေတာနော်တပါဒီအဲတပါဒီအဲတမတော်တရားအဲဒီဘောမျိုးနဲ့သူတို့ဝါနေတာအော်ဖက်ဒရယ်စနစ်ကိုလက်ခံမယ်လို့မပြောဘူး Okay ရရလည်းအရင်ကတော့လက်ခံမလို့ ဘောဓာရှိပြီးတဲ့အခါကျတော့ကျွန်တော်တို့ NCA ဒီလက်မှတ် NCA စာချုပ်ကိုဝင်ဆွေးနွေးခဲ့တဲ့ပွဲတွေမှာပါခဲ့တယ်။အဲဒီမဲ့သူနောက်ပိုင်းလက်မှတ်မထိုးတော့ဘဲနဲ့ဒီဒီနှုတ်ထွက်သွားတဲ့အခါမှာသူ့သဘောဓာအခုလိုစစ်တုံညာမြေခုံစစ်စင်ရေးနောက်ပိုင်းအဲစစ်အညာရေးအပြောင်းလဲတွေအောင်မှာသူ့ရဲ့သဘောဓာပြောင်းသွားနေတာပေါ့နော်။အဲ့တော့သူဖက်ဒရယ်စနစ်ကိုလက်ခံတယ် ဒီဇိုင်းမမအစွဲကန်ထားတယ်ဆိုလို့ရှိရင်တော့အဲ MD PDF တင်လဲဆွနေရတာမထက်ဘူးပေါ့နော်ပြဿနာပဲကြီးမမမရှိနိုင်ဘူးပေါ့လက်ရှိမှာ KIA ရဲ့စကိုင်းတိုင်းဒေတာကြီးထိန်းချုပ်နိုင်ရေးအတွက်အတားအဆီးဖြစ်နေတာကတော့ရှမ်းပြည်လူမျိုးတွေနဲ့ရှမ်းပြည်အမျိုးသားများတက်မလို့ SN တို့ဖြစ်တယ်လို့စီးရင်းနဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါဗျ။ KIA ဟာစကိုင်းတိုင်းတစ်ခုလုံးကို သိမ်းပိုက်နိုင်မယ်ဆိုပါကသူ့ရဲ့အင်အားဟာအခုထက်ပိုမိုကျော်လွန်ပြီးအကောင်သွားနိုင်တယ်လို့ KIA ရဲ့မဟာဗျူဟာနဲ့နေဗျူဟာဟောင်းစကိုင်းတိုင်းဒေသကြီးကိုလက်တွေ့ထင်းကျုံနိုင်ရေးအကောင့်တွေဖော်နိုင်မလားဆိုတာကိုတော့စစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကစောင့်ကြည့်နေကြပါတယ်။